ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့နယ်စပ်အငင်းပွားမှုတင်းမာမှုတွေဆက်ဖြစ်နေပြီးအင်္ဂါနေ့ကထိုင်းနိုင်ငံကတတိဝလန်နဲ့ဟင်ဒီဟင်ရွက်တွေတင်းသွင်းမှုကိုကမ္ဘောဒီးယားနိုင်ငံဘက်ကပိတ်ပင်လိုက်ပြန်ပါတယ်။ထိုင်းဘက်ကနယ်စပ်ဂိတ်တွေပိတ်ပင်ကန့်သက်ချက်တွေကို24နာရီအတွင်းရုပ်သိမ်းပေးဖို့ကမ္ဘောဒီးယားဘက်ကနောက်ဆုံးသတိပေးချက်ထုတ်ပြန်ခဲ့ပြီးမယ်။ထိုင်းနိုင်ငံကပြက်ကွက်လို့အခုလိုဆောင်ရွက်တယ်လို့ကမ္ဘောဒီးယားရာရှိတွေကပြောကြားပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်းနိုင်ငံကလည်းသူ့နိုင်ငံသားတွေကမ္ဘောဒီးယားကာစီနိုမျိုးတစ်ခုမှာအလုတ်သွားလုတ်ခွင့်ကိုတားမြစ်လိုက်ပြီးစကဲဥပြည်နယ်ကနယ်စပ်ဂိတ်တွေထွက်ခွာခွင့်ကိုပိတ်ပင်လိုက်ပါတယ်။ပြီးခဲ့တဲ့လကနှစ်နိုင်ငံနယ်စပ်ချွန်ဘတ်ဂိန်းနာကကမ္ဘောဒီးယားစစ်သားတဦးသေဆုံးခဲ့တဲ့ပြစ်ခတ်မှုဖြစ်ပွားပြီးနယ်စပ်ဂိတ်တွေမှာကန့်သက်ချက်တွေကိုတဆင့်ပြီးတဆင့်တင်းကျပ်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့စနေတနင်္ဂနွေနှစ်ရက်ကနောက်ဆုံးကျင်းပခဲ့တဲ့ပူတွဲနယ်နိမိတ်ကော်မရှင်အစည်းအဝေးမှာလည်းတိုးတက်မှုတိတ်မရှိခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ်ဖက်ဒိုနက်ရှင်နာဝက်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မန်နက်နဲ့တွေ့ဆုံဆွေးနွေးဖို့တောင်းဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့၃ဘက်လောက်ကပြစ်ခတ်မှုတွေဖြစ်ပြီးနေဆက်တင်းမာမှုကိုလျှော့ချဖို့နိုင်ငံကောင်းဆောင်တွေတွေ့ဆုံစူးစမ်းနေကြတယ်ဆိုပေမဲ့လည်းမြေပြင်အခြေအနေနဲ့တော့ကွဲပြားနေပါတယ်။နဇက်ခိတ်တွင်ယာယီပိတ်ပင်ကန့်သက်တာနိုင်ငံကောင်းဆောင်တွေကမြို့သားရေးထုတ်ဖော်ပြောဆိုနေကြတာထိုင်းဘက်ကပြီးနေတဲ့လျှက်စစ်တအားနဲ့အင်တာနက်ကို ကမ္ဘောဒီးယားဘက်ကပြန်ပိတ်တာတွေအပြန်အလှန်လုပ်ခဲ့ကြတာပါနှစ်ဖက်အစဉ်ဆက်ငင်းပွားနေခဲ့တဲ့ဘုရားကျောင်းကိစ္စကိုခြံလှက်ထားပြီးကမ္ဘောဒီးယားဘက်ကနိုင်ငံတကာတရားရုံးတင်ပြရှင်းမဲ့ကိစ္စမှာနှစ်နိုင်ငံသဘောကွဲလွဲနေကြတာပါထိုင်းနိုင်ငံကတော့ဒီငင်းပွားမှုကိုနှစ်နိုင်ငံကြားပဲဖြေရှင်းလိုပေမဲ့အဲ့ဒါကအခက်အခဲဖြစ်နေပါတယ်ပြီးခဲ့တဲ့ဘက်ကပနွမ်းမြေမြို့တော်မှာကျင်းပခဲ့တဲ့နှစ်နိုင်ငံပူးတွဲနယ်နိမိတ်ကော်မရှင်ဆွေးနွေးပွဲကျင်းပပြီးဆုံးလို့ရပ်ပိုင်းမှာပဲထိုင်းဘက်ကပိတ်ပင်ကန့်သတ်မှုတွေရုပ်သိမ်းပေးဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်ကနောက်ဆုံး24နာရီတတိပေးချက်တွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။